2025ခုနှစ်မေလ14ရက်နေ့မှ20ရက်နေ့ထိတနင်္ဂနွေသတမီများအတွက်တပတ်စာကန်ကြမှာ hostel ဒီရက်တွေအတွင်းမှာငွေဟောင်းကျွေးဟောင်းပစ္စည်းဟောင်းတွေပြန်ရတတ်တယ်။အဖက်ဖက်အခွင့်အလမ်းကောင်းတွေပေါ်လာမယ်။အလုပ်တွေချဲ့တင့်တိုးတင့်အချိန်မြင့်တင့်တဲ့အချိန်မှာပဲ။ကန်တရားကကိုယ့်ကိုမျက်နှာပေးတဲ့ game ဖြစ်ပါတယ်။ငွေရွှေမဲ့ရွှေကန်ကောင်းမဲ့အမှုပညာအလုပ်အလှကုန်ကားကြောက်ကွန်ပျူတာကင်မရာအလုပ်တွေမှာအကျိုးမြတ်များနိုင်ပါမယ်။ စက်တူကိစ္စစာချုပ်ကိစ္စတွေတော့တတိထားပါကိုတိုးတက်အောင်မြင်လာတဲ့အပေါ်မနာလိုအပြိုင်ဆိုင်တွေလည်းပေါ်လာမယ်တမင်ရန်စက်ခံရတတ်တယ်အမှုပတ်တတ်ပါတယ်ပြည်တွင်းပြည်ပခီးများမရေမရဖြစ်တတ်ပါတယ်အောက်လက်ငယ်သားတို့အကျိုးပေးမယ်အိမ်တော်ဖက်ချစ်သူရေးစားရဲ့လုပ်ငန်းတစ်ကိစ္စအောင်မြင်မယ်စီမျက်စိသွားတွေးတတိထားပါရတရားကလေးများကိုကော်ဖီနဲ့ကိတ်မုတ်ဒါနာပြု၍ဆူတောင်းပါလေ။ကံကောင်းကနန်း6နှစ် 2025ခုနှစ်မေလ14ရက်နေ့မှ20ရက်နေ့ထိတနင်္လာသတ္တမီများအတွက်တပတ်စာကံကြမ္မာဟော့စတန်ဒီရက်တွေအတွင်းမှာဘာသာရေးလုပ်ငန်းတွေဖျားဖူးခီးတွေပေါ်လာမယ်။အထိတ်ထန်တစ်ခုခုဝင်တင်ပါတယ်။မိကောင်းဆရာကောင်းတွေတွေ့မယ်။ပညာရေးကိစ္စတင်နန်းကိစ္စစာမွေးပွဲကိစ္စတွေအထူးကောင်းပါတယ်။စက်တူကိစ္စတွေအောင်မြင်မယ်။စာချုပ်ချုပ်ရမယ့်ကိစ္စတွေလည်းအဆင်ပြေမယ်။ ပြည်တွင်းပြည်ပခီးကောင်းများကြုံနိုင်တဲ့အချိန်မှာပဲငွေကန်လေးလဲကောင်းနေမယ်အလူအတန်းမင်္ဂလာကိစ္စတွေနဲ့ပတ်သက်ရတတ်ပါတယ်အောက်လက်ငယ်သားကိစ္စအထယ်ထိဖနက်လျက်စစ်ကိစ္စအိနီယာကိစ္စတွေမှာတော့စံနာမစိုးတင်ပါဘူးလေထိုးလေအောက်နှလုံးဒူးနာတိထားပါဆက်ပစ္စည်းဆိုင်ကန်းမြေအမွေဖုန်းကိစ္စများအကျိုးပေးအောင်မြင်နိုင်ပါတယ်ထိပေါက်မဲပေါက်စုရရာဒူးတိုးတလူကန်တူးတတ်ပါတယ် အိမ်တော်ရှင်များချစ်သူကြီးစားများပျော်ရွှင်ပွဲခီးကြုံရတတ်ပါတယ်ရဲ့ရရမိမိအပေါ်ကျေးဇူးပြုပူးသူများအားအာယုံပြု၍မေတ္တာပို့တပါလေကံကောင်းကနန်း65 2025ခုနှစ်မေလ14ရက်နေ့မှ20ရက်နေ့အထိအင်္ဂါသာသမီးများအတွက်တပတ်စာကံကြမ္မာဟော့စတန်ဒီရက်တွေအတွင်းမှာထွက်နေတဲ့ငွေတွေပစ္စည်းတွေပြန်ဝင်လာမယ်ကွဲကွာနေသူများနဲ့ပြန်လည်ဆုံစည်းရတတ်ပါတယ် လုပ်ငန်းတည်ဆခြင်း၊နေရာပြောင်းခြင်း၊အခြေအနေပြောင်းလဲကိစ္စများအကျိုးပေးအောင်မြင်နိုင်ပါတယ်။အပြိုင်ဆိုင်ကိစ္စတွေမှာအောင်မြင်မယ်။ပြည်တွင်းပြည်ပခရီးတွေအောင်မြင်မယ်။အတီးနှံတစ်တန်တို့ရေထွက်ကုန်၊ရွှေအလှကုန်၊လျှက်စစ်ပစ္စည်းခီးသွွားလုပ်ငန်းတွေအောင်မြင်နိုင်သောအချိန်ဖြစ်ပါတယ်။ငွေကတော့တအားဝင်ပြီးတအားထွက်နေလိမ့်မယ်။ one byte ဥကောင်းအစစ်အမြစ်ကျမ်းမာရေးဂယုစိုက်ပါ။ဆွေမျိုးရဲ့ပြဿနာကိုဖြေရှင်းပေးရတတ်တယ်။ အိမ်တော်ရှင်များချစ်သူကြီးစားများအနေနဲ့မောင်နှမသားချင်းတွေကိုကူညီထောက်ပံ့ရတတ်ပါတယ်။ဘာမဆိုအထက်ငေါ်လေးတွေကြုံပေမဲ့အောင်မြင်နိုင်သောဂိမ်းဖြစ်ပါတယ်။ရက်ရရမိတ်ဆွေများကိုတရက်ယူဒါနာပြုပါလေ။ကံကောင်းကနန်းရှစ်လေး2025ခုနှစ်မေလ14ရက်နေ့မှ20ရက်နေ့အထိဗုဒ္ဓဟူသာသမိများအတွက်တပတ်စာကံကြမ္မာဟော့စတန်ဒီရက်တွေတွင်မှအဖိုးတန်ပစ္စည်းတွေဝယ်ယူစုဆောင်လာ၊ကုန်ပစ္စည်းတို့လောင်လာပြီးပြုသင့်ပါတယ် ငွေထူးရွှင်နေမယ်အလူမင်္ဂလာပွဲလမ်းသဘင်တွေလည်းကြုံရမယ်နိုင်ငံခြားလူမျိုးချနဲ့ပတ်သက်တဲ့အလုပ်တွေအောင်မြင်မဲ့အချိန်ဖြစ်ပါတယ်ပြည်တွင်းခီးတွေလည်းကောင်းတယ်အိမ်ဆောက်ဥက္ကိစ္စအောင်မြင်မယ်အထယ်ထီးဖနက်လျှက်စစ်ပစ္စည်းထီကားကြောက်ကွန်ပျူတာကင်မရာချက်ငားအလုပ်များတိုးချဲ့တင်တော့အချိန်ဖြစ်ပါတယ်မရင်းဆရာရင်းတွေနဲ့တော့အဆင်မပြေလမ်းခွဲရတတ်ပါတယ်မြေအမွေဖုံးပညာရေးတင်နန်းကိစ္စများမှာဆက်ရှုပ်ရတတ်တယ် အိမ်တော်ဖက်နဲ့ချစ်သူကြီးစားစီကជីနူးချမ်းမြေပွဲတရင်ကောင်းတွေကြားရတတ်တဲ့ဂိမ်းမျိုးပါပဲအာယုံကျော်လေး 1C မျက်စိကျမ်းမာရေးဂယုစိုက်ပါရရရမျက်စွာဖះမှာမုံဒီကက်လူပါလေကံကောင်းကနန်း85 2025ခုနှစ်မေလ14ရက်နေ့မှ20ရက်နေ့အထိကြာတရေတာသမီများအတွက်တပတ်စာကံကျမဟော့စတန်ဒီရက်တွေတွင်မှာနေရာထိုင်ခင်းအဆောက်အဦကိစ္စများမတင်မကြဖြစ်နေမြဲ။ စိတ်လေစိတ်နှခွဖြစ်เสียရတွေဆုံးဖြတ်ရခက်တာတွေကြုံပြီးအလုတ်ကအိမ်ကထွက်သွားခြင်းတွေတက်ပါတယ်။စိတ်ရှိရှိခေါင်းအေးအေးထားပြီးတိုင်တိုင်ပင်ပင်လှုပ်တဲ့နေကိန်းဖြစ်ပါတယ်။အပေါင်းနှံအချေးငါကိစ္စတွေရှုပ်ထွေးတတ်တယ်။ပြည်တွင်းခီးစံစီစေးစားစမှုအလုတ်တွေမှာအလွဲချော်အလေလွင့်များနေမယ်။ဓာတ်စီဒီဇယ်ဓာတ်တထုမြေဖုံးပညာရေးအထယ်ထိဖက်နက်ဓာတ်ပုံလျှက်စစ်ပစ္စည်းလုပ်ငန်းတွေမှာတော့တိုးချဲ့ပြီးလှုပ်တင်ပါတယ်။ အလုပ်တွေလုပ်ရပြီးငွေမျက်နေတတ်တဲ့ကိန်းမျိုးဖြစ်ပါတယ်။ဝန်ထမ်းယာတုနိုင်ငံခြားကိစ္စတွေမှာတော့အထူးကောင်းပါတယ်။အိမ်နောက်ရှင်များချစ်သူကြီးစားများစိတ်တဘောကွဲเสียရာကြုံရတတ်ပါတယ်။အကျော်အစ်စ်အစာမစေးမသွားတွေးကြမှရည်တည်ထားပါ။ရဲ့ရရနွမ်းပါသူများကိုစက်တုန်လာလာပြု၍ဆူတောင်းပါလေ။ကံကောင်းကနန်း၄ခွနဲ့ 2025ခုနှစ်မေလ14ရက်နေ့မှ20ရက်နေ့ထိတောကြားသားသမီးများအတွက်တပတ်စာကံကြမ္မာဟော့စတန်ဒီရက်တွေတွင်မှကွဲကွာနေသူများပြန်ဆောင်ခြင်းရက်ဝေးကအကူအညီကောင်းရခြင်းများကြုံမယ်။ငွေကတော့တအားဝင်တယ်လို့တအားထွက်နေလိမ့်မယ်။မထင်မှတ်တဲ့ဘာသာရေးပညာရေးအခွင့်အလမ်းကောင်းတွေပေါ်လာတတ်ပါတယ်။နေရာသစ်အိမ်သစ်လုပ်ငန်းသစ်အစီအစဉ်များအထူးပဲကောင်းပါတယ်။ရက်ဝေးပြပကိစ္စတွေလည်းဦးစားပေးပြီးစီစဉ်တင်ပါတယ်။ အတီးနံရေထွက်ကုန်တက်တန်တို့အလုံးများတိုးချဲ့တဲ့အချိန်ဖြစ်ပါတယ်။ရန်လိုသူများနေတတ်တယ်။ဘလောက်ပဲတတိထားထားပြဿနာတွေက ရောက်လာတတ်ပါတယ်။မီးလျှက်စစ်တခိုးတတိထားတဲ့အချိန်ဖြစ်ပါတယ်။ယာရုနေရာကိစ္စတွေမှာအနှောက်အယှက်တွေကြားကအောင်မြင်သွားတတ်ပါတယ်။ဆက်တူအလုံးများအရေးကြီးစာရွက်စာတမ်းများတတိထားပါ။အိမ်တော်ဖက်ချစ်သူကြီးစားရဲ့အလုံးအောင်မြင်မှကြားရတတ်ပါတယ်။ရရရ လမ်းကျိုင်းခွက်များတွင်မြေပိုး၍ဆူတောင်းပါလေကံကောင်းကနန်းနှင့်အရှိ2025ခုနှစ်မေလ14ရက်နေ့မှ20ရက်နေ့ထိ စနေသားသမီးများအတွက်တပတ်စာဟော့စတန်ဒီရက်တွေအတွင်းမှာစက်တူကိစ္စစာချုပ်လုပ်ငန်းတွေအောင်မြင်မယ်။စိုင်းတစ်အိမ်တစ်နေရာတစ်ကိစ္စတွေအောင်မြင်မယ်။အဖိုးတန်စက်ပစ္စည်းအိမ်တော်ပရိဘောဂတွေဝင်မယ်။မထင်မှတ်ပဲနိုင်ငံခြားလူမျိုးခြားအဆက်အသွယ်ကူညီပေါ်လာတတ်ပါတယ်။ မတင်မကျကိစ္စလေးတွေတော့များနေမယ်။ဟိုဟာလောက်ရတော့မလို့လို့ဒီဟာလောက်ရတော့မလို့လို့တွေကြုံနေမယ်။ငွေကိစ္စပစ္စည်းကိစ္စအယောင်းဝယ်ကိစ္စတွေမှာလည်းတိလွဲလေးတွေလွဲနေတတ်ပါတယ်။ဘာမဆိုခေါင်းအေးနဲ့ဆုံးဖြတ်တဲ့အချိန်မျိုးပါပဲ။အောက်လက်ငယ်သားကြောင့်စိတ်ရှုပ်ရတတ်တယ်။အနီးကလူရင်းထဲကတစ္ဆာဖောက်သွားတတ်တယ်။အလူမင်္ဂလာကိစ္စ၊မြေကိစ္စ၊ဖုန်းကိစ္စများအဆင်မပြေမှုများမယ်။ခြေရောက်ခါဘိုက်ကျမ်းမာရေးဂယူးဆိုင်တင်ပါတယ်။ အိမ်တော်ရှင်များချစ်သူကြီးစားများထင်လွဲနေတဲ့ကိစ္စအဆင်ပြေသွားမယ်။ရရရနွမ်းပါသူများကိုဆက်ပြဒါနပြုပါလေ။ကံကောင်းကနန်း၄တိ